လင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဘဟုကော်မတီအာဘော်ပြည်သူအာဏာကြမ်းနဲ့အမှတ်6ခု1996မေလ9ရက်နေ့တုန်းမှာဖော်ပြပါရှိတဲ့စစ်တပ်စီးပွားရေးဥပိုင်လီမိတက်ဆိုတဲ့ဆောင်းပါဖြစ်ပါတယ်ဒီဆောင်းပါကို အပိုင်းနှစ်ပိုင်းခွဲပြီးတင်ဆက်ဖို့ရှိရမှာဒီကနေ့အပိုင်း1ကိုတင်ဆက်ပေးရပါတယ်စစ်တပ်စီးပွားရေးဥပိုင်လီမိတက်ပြီးခဲ့သည့်1990ပြည့်နှစ် February လ19ရက်နေ့တွင်ငြိမ်ပိအစိုးရကုံသွယ်ရေးဝန်ကြီးဌာနကပြည်ထောင်စုမြန်မာနိုင်ငံစီးပွားရေးဥပိုင်လီမိတက် The United Myanmar Economic Holdings Limited ဆိုဒီကိုဖွဲ့စည်းလိုက်ကြောင်းမိတ်ကြော်ညာစာအမှတ်ခွန်မြင့်ဆောင်90ဖြင့်ကြေညာသွားသည် အမတ်တမတ်ဆိုရင်တော့ခုတလောစစ်စိုးရကြီးညာနေသည့်ကွန်မတီတီထောင်ခြင်းစသည့်သတင်းမျိုးများတဲ့ကတခုဟုသာထင်စရာရှိသည်သို့သောဗျူးပြူးနားထောင်လိုက်သူများဖို့မူရေဒီယိုသတင်းကြားလိုက်သည့်နေ့ပင်အောက်ပါထူးခြားချက်နှစ်ချက်ကိုသတိပြုမိလိုက်သည်ကြီးမားလာသော အရင်အနည်းပမာဏပိုင်ဆိုင်မှုအေယာမအရင်အနည်းကြက်ကလေးတစ်ထောင်ဗမာပြည်သမိုင်းတွင်စတင်တီထောင်စလုပ်ငန်းတစ်ခုဖို့ အကြီးမားဆုံးအရင်နှစ်ဖြစ်စံချိန်သစ်တင်လိုက်သည်ငွေဆက်ကူဖောင်းပွားမှုတန်ဖိုးကိုထင်းညိလိုက်လျင်ပင်ဤအရင်နှစ်ပမာဏမှာဗမာပြည်သမိုင်းတွင်အကြီးမားဆုံးဖြစ်မြဲဖြစ်နေသေးသည်ဤပမာဏကိုအခြားသောလုပ်ငန်းများနှင့်နှိုင်းယှဉ်လိုက်လျင်အောက်ပါဇရာတွင်ဖော်ပြထားသည့်အတိုင်းတွေ့နိုင်သည်လုပ်ငန်းကိုင်ငန်းအမည်ဖက်ဆက်အမှတ်9အရင်းနှီးပမာဏကြက်ကလေးပေါင်း9.1 ဥပိုင်လီမိတက်အရင်နှစ်နဲ့နိုင်ရှင်ချက်အချိုးအစားတစ်အချိုး200လုပ်ငန်းကိုင်ခန်းမီမြန်မာဟောင်ကောင်ဖက်ဆက်ကုမ္ပဏီလီမိတက်အရင်နှစ်ပမာဏကြက်ကလေးပေါင်း1.5ဥပိုင်လီမိတက်အရင်နှစ်နဲ့နိုင်ရှင်ချက်အချိုးအစားတစ်အချိုး669.8လုပ်ငန်းကိုင်ခန်းမီမြန်မာ စင်ကာပူဖက်ဆက်ကုမ္ပဏီလီမိတက်အရင်နှစ်ပမာဏကြက်ကလေးပေါင်း1.5 ဥပိုင် limited အရင်းနှီးနဲ့နိုင်ရှင်ချက်အချိုးစာတစ်ချို430လုပ်ငန်းကံကံမီမြန်မာ NC တည်သားတဲ့လုပ်ငန်းကုမ္ပဏီ limited အရင်းအနှီးပမာဏကြက်ကလေးပေါင်းတစ်တသမ3ညဥပိုင် limited အရင်းနှီးနဲ့နိုင်ရှင်ချက်အချိုးစာတစ်အချိုး1000ကြံနိုင်ရှင်စရာများအနေနဲ့ပြရရင်ဤအရင်းနှီးပမာဏသည်အစိုးရ၏ budget တွင်ပါရှိသော တတိုင်းပြည်လုံး၏တနစ်စာအရင်းနှီးမြုပ်နှံမှုထက်ပင်များနေသေးသည်1988-89ခုနှစ်အတွင်းတပြည်လုံးအတွက်ယင်းနှီးမြုပ်နှံရန်ရာထားချက်မှာဤဥပိုင် limited ၏အရင်းနှီးထက်196.2ကရေလျော့နေသည်ကရေတထောင်ဆိုသည်မှာ1988-89ခုနှစ်ပြပပုတ်ကုန်မှရငွေစုစုပေါင်း6ဆရှိပြီးများလာပါသည်ဆိုသောစစ်အစိုးရ၏စစ်အုံစိတ်သူတို့ပြထားသောကိန်းဂဏန်းတိုင်း ရက်ငါးစမြရှိသည်ယနေ့ကဲ့သို့တိုင်းပြည်ဆင်းရဲမွဲတေနေခြင်းတွင်ဤမြများပြားလှသောအရင်ဤကြီးကိုဘယ်ကရရှိမည်နည်းအဆိုပါကုံတော်၏ဝန်ကြီးဌာနအမိတ်ကြောညာစာအမှတ်ခွန်မြင့်ဆောင်60အရဆိုလျင် အပိုက်၄၅6တို့တွင်ဆိုထားသည့်အတိုင်းအရင်ဤ40ရာခိုင်နှုန်းကိုအစိုးရကထည့်ဝင်ပြီးကြံ60ရာခိုင်နှုန်းကိုစစ်တပ်အတိုင်းဝိုင်းများကထည့်ဝင်ကြမည်ဟု ဆိုသည်အစိုးရဆိုရာတွင်ကော်မတီဝန်ကြီးဌာန ပစ္စည်းဝယ်ယူမှုညွန်ကြားရေးမှုရုံးမှုနာမည်ခံထားလိုက်သည်ဤစာပိုက်ကိုကြည်ချင်းအဖြစ် e limited တွင်ပါရှိသောအစိုးရဆိုသည့်အဓိပ္ပာယ်နှင့်အခန်းကဏ္ဍကိုစဉ်းစားစရာ ရှိလာသည်တေးကြနေသည်မှာဤမြများပြားသောအရင်းဤကိုသူတို့စစ်တပ်အတိုင်းဝိုင်းမှကြီးထောက်လာနိုင်စရာမရှိပေဦးနေဝင်းလို လူကလည်းသူ့အခြေအနေကိုပေါ်လွင်စေမိပြည်တွင်းကလုပ်ငန်းကိုင်ငန်းတွင် ရှယ်ယာတွေကို ထင်ထင်ရှားရှားအများပြဝယ်ယူလိမ့်မည်မဟုတ်ချေထို့ကြောင့်အစိုးရကပါဝင်သည်ဟုဆိုပြီးနိုင်ငံတော်ငွေကို နားလက်ပါလက်နဲ့ယူသုံးခြင်းသာဖြစ်သည်ပိုရှင်းအောင်ပြောရလျင်စစ်တပ်ဝန်ဝိုင်းကပိုင်ဆိုင်ခံစားကြမည်ရှေ့တွင်ထပ်မံရှင်းလင်းပါဦးမည်ယင်းနီမြုပ်နှံမှုကြီးအတွက်ပြည်သူလူထု၏ငွေကြက်ကလေး၄၀၀ကို အတိုးမရှိဆွဲသုံးလိုက်ခြင်းဖြစ်သည်ထို့ပြင်ဤကလေး၄၀၀အတွက်ပြည်သူဘက်မှအစိုးရဘက်မှ ကိုစားပြုမိသူမှာရင်းအမိတ်ကြောင်ညာစာဤအပိုက်နှစ်ကာကြီးတွင်ဖော်ပြထားသည့်ကာကွယ်ရေးဝန်ကြီးဌာနမှဥဆောင်ညွှန်ကြားရေးမူစသောစစ်ဗိုလ်ကြီးများပင်ဖြစ်နေသည်ဒါလည်းမကသေးပါကြံရှေးရရာခိုင်နှုန်း60ကိုလည်းတဦးချင်းဝယ်ယူသောရှေးရများကလွဲ၍အဖွဲ့အစည်းနာမည်ခံသောဤသူသောရှေးရမျိုးမှာအများစုဖြစ်လာနိုင်သည်ရှေးရများအတွက်အရင်းဤကိုဗန်များမှချေးယူပေးလိမ့်ဦးမည်သူတို့၏အဖွဲ့အစည်းတစ်ခု ဥပမာတိုင်းစစ်ဌာနချုပ်တခုသို့မဟုတ်ထောင်လိုင်းရေးတရင်တခုခုကငွေချေးမည်ဆိုသောအခါဘယ်ဘဏ်ကမချေးဘဲနေဝင်မည်နည်းယခုအထိဆိုလျင်ဘဏ်များ၏အာဏာကိုလည်းစစ်အစိုးရကပင်ကင်ထားသည်မဟုတ်ပါလောထို့ပြင်မကြာမီကာလအတွင်းဤဥပိုင်လီမိတ်ဒ်မှရှယ်ယာများဝင်ထားသောသို့မဟုတ်ကိုယ်တိုင်ထူထောင်ထားသောဘဏ်များလည်းပေါ်ထွက်လာเสียရှိပေသည်အောက်ခြေတမှုတသားများဖို့မူအစုရှယ်ယာဝင်ဖို့ဆိုပြီး မိမိတို့ဤမလောက်မငှလစာလေးထဲမှာယာနှုံးဖြင့်ဖြတ်တောက်ခြင်းခံကြရရှာပေအောင်တော်မည်ယခုကဲ့သို့သောဗန်များမှချင်းငွေယူသည့်ဤကိုသုံးမည်ဆိုလျင်ဤမြများပြသောငွေဗမာပြည်အတိုင်းသာရဆိုခြင်းဖြစ်သည် ကိုဗန်များကမြည်သို့ဖန်တီးပေးလိမ့်မည်နီအစိုးရမှထဲ့ဝင်ငွေဆိုသောကြက်ကလေး၄၀၀မှာဘိုဗန်မှပင်ထုတ်လာเสียရှိသည်သို့ဆိုလျင် အခြားသောရှေးရများဝယ်ရငွေကိုအခြားဗန်များထံမှချေးယူနိုင်ရန် ထိုဗန်များသို့ဗဟိုဗန်မှ ထုတ်ချေးပေးမည်လောသို့မဟုတ်စီစဉ်ထိန်းညှိပေးမည်လောမြည်သည့်ဗန်မှမြည်သည့်ပုံစံနှင့်ပင် ထုတ်ထုတ်အဆုံးတွင်ဝါစီကိုယ်တော်တို့သာတန်းစီရောက်မည်သောရှိနေသည်ငွေဆက်ကူဖောင်းပွားမှု1988ခုနှစ်စည်ရင်စရာများအရပြည်တွင်း၌လှည့်လည်သုံးစွဲနေသောငွေကြေးပမာဏသည်ကြက်ကလေး1200မြတ်သာရှိသည် ဤသည်ပင်ဝေဆက်ကူဖောင်းပွားမှုဒဏ်ကို ပြည်သူတွေအလူးလဲပဲခံစားရစေသည် ယခုကဲ့သို့သာ နောက်ထပ်ကြက်ကလေးတထောင်သို့မဟုတ်လက်ရှိလဲပတ်နေသည်83ရာခိုင်နှုန်းကျော်ကိုထပ်ထုတ်ဝေလိုက်သည်ဆိုလျင်ယနေ့အခါဗမာပြည်ပြည်သူလူထုအားအဆိုးဝါးဆုံးနှိပ်စက်နေသောယောဂတစ်ခုဖြစ်သည့်ငွေဆက်ကူဖောင်းပွားမှုပြဿနာအားပုံမူဆိုးဝါးလာစေနိုင်သည့်ဥပိုင်လီမိတက်ပါတကားအတိတ်အားတစိတ်တစောင်းတကယ်တော့ ဗမာပြည်တွင်ဤကဲ့သို့စစ်တပ်သို့မဟုတ်စစ်တပ်အဝင်းဝိုင်းကနေစီးပွားရေးလုပ်ငန်းကိုင်ငန်းကြီးများတည်ထောင်ခဲ့ခြင်းမှာယခုဒီချိန်သည်ပထမဆုံးချိန်မဟုတ်ချေဒင်းတို့ပထမဆုံးချိန်အာနာသိမ့်ရသည့်ကာလတဝိုက်ကိုပြန်ကြည့်လိုက်စေခြင်းသည်လွန်ခဲ့သောနှစ်ပေါင်း30ကျော်လောက်ကဗမာပြည်စီးပွားရေးဖွံ့ဖြိုးမှုကော်ပိုရေးရှင်း Burma Economic Development Corporation ကအများအခေါ်အရ BEDC ဆိုသည့်စီးပွားရေးလုပ်ငန်းကိုင်ငန်းကြီးတစ်ရပ်ပေါ်ပေါက်ခဲ့ဘူးသည် သွင်းကုန်ပို့ကုန်လုပ်ငန်းနဲ့အင်းဝဘန်းအင်းဝစာအုပ်တိုက်မှအစ BEDC အရက်ဆိုင်အထိခြေလန်းကျဲခဲ့သော အရင်အနည်းတရက်ပင်ဖြစ်သည်ဗမာစီးပွားရေးနယ်ပယ်တွင်အတော်ကြီးတွင်ကျဲတော်မီအဖွဲ့စည်းတရက်ဟူ၍အများကသိမြင်စောင့်ကြည့်နေကြသည်ဤအရင်ဤသည်အာဏာနှင့်ပေါင်းဆက်ထားသောဘျူရိုကရက်အရင်ဤတရက်ဖြစ်သည်ဖြစ်အခွင့်အူးအခွင့်ကောင်းများလဲအများပြားခံစားခွင့်ရခဲ့သည်အလွယ်ဆုံးဥပမာအနေဖြင့်ပြရလျင် စက်တက်ရာရှိများ၏လစာမှန်သမျှအင်းဝဗမာတဆင့်ထုတ်ယူနိုင်ရန်စီစဉ်နိုင်ခဲ့သည်။နောက်ပြီးရန်ကုန်နှင့်ပြည်အခြားရှိစပားဆက်အချို့နှင့်စပားများကိုလက်ဝကြီးအုပ်ဝယ်ပြီးပြည်ပတင်ပို့ခွင့်ရခဲ့သည်။တွင်းကုန်လိုင်စင်များလည်းအမြောက်များရခဲ့သည်။တနက်ကင်သောလက်က ချိန်ဝင်ကိုကိုင်းပါသည်ဆိုသောအခါ၌တနက်မှာခါးတွင်ချိတ်လက်သာပါနေသေးပါကလားထိုစဉ်က BEDC ပေါ်ပေါက်လာမှုသည် တာမန်ဖြစ်ပေါ်တိုးဝှမှုတည့်ရဟုယူဆလျင်အမားကြီးမှားပေလိမ့်မည်။အင်မတန်အခိုင်အမာကြသောနောက်ခံနိုင်ငံရေးအကြောင်းရင်းများရှိနေပေသည်။ထိုချိန်ကဗမာပြည်နိုင်ငံရေးလောကမှာမတီးမငိမ်ကတောင်းကနင်းရှိလာသည်။တပြည်လုံးတွင်လက်နက်ကင်ဒေါ်လာရင်းအင်အားစုများအားကောင်းဆဲရှိနေသလိုဖဆပလအဖွဲ့မှမူနှစ်ချမ်းကွဲထွက်သွားကြလေပြီ။ဤတွင်စစ်တပ်တွင်မှစစ်ဗိုလ်များအနေနဲ့ကိုယ်အစွမ်းကိုစမ်းသပ်ကြည့်လိုစိတ်များတဖွာဖွာပေါ်နေသည်။ နိုင်ငံရေးဇက်ကုံမော်တက်၍ဗလာပြရမင်းတာစုလျက်ရှိသည် ပြောရလျင်58ခုနှစ်အာနာသိမ်းပွဲမှာ62ခုနှစ်အာနာသိမ်းပွဲအတွက်ပွဲစုံပြည့်ဇက်တိုက်ခြင်းဟုဆိုနိုင်သည်တိုင်းပြည်တွင်းနဲ့တော်လကောင်နိုင်ငံတကာမြင်ကွင်းနိုင်တော်လကောင်မိမိကိုမိမိနိုင်ငံရေးအင်အားစုတရက်ဖြစ်ပြောင်းထွက်ရပြမည်ဆိုလျင်စစ်ရေးအင်အားသာမကဒနာအင်အားပါကြောတောက်နောက်ခံရှိဖို့လိုသည်ဟု ယူဆခဲ့ကြဟန်ရှိသည် ို့ဒီမဟုတ်နိုင်ငံရဲ့အာဏာကိုတိဆောက်ထိန်သိမ်းရမှာငါတို့လည်းပါတယ်။ဒါကြောင့်မို့ငါတို့လည်းပဲအကျိုးအမြတ်တွေခံစားသင့်စံစားသင့်တယ်ဟု ယူဆကြဟန်ရှိသည်။တို့ဖြင့် DSI ခေါ်တက်မှဦးစီးခဲ့သောကုန်ပစ္စည်းရောင်းဆိုင်များမှ အတွေ့အကြုံရထားသောစစ်ဗိုလ်များသည် BEDC ကိုလည်းတီထောင်ခဲ့ကြခြင်းဖြစ်သည်။ထိုစဉ်ကအရင်နှစ်ဟူရာတွင်စစ်သားများလာစားတဲ့မှလာစဉ်ဖြတ်ယူသည်လည်းပါခဲ့သည်။သို့သော ပြပထွက်ပြီးဆက်သွယ်ခြင်းထိုမှတစ်ဆင့်လက်လာပါတာမကအခြားသောပွဲစားခံစားခွင့်လက်ဝေခံခံစားခွင့်စသည့်အခွင့်အရေးများကိုခံစားရသူများမှမူလက်တဆုပ်စာထိပ်ပိုက်မှအရာရှိကြီးများသာဖြစ်ခဲ့သည် BEDC ကိုဦးစီးသောစစ်ဗိုလ်များကနိုင်ငံကနိုင်ငံရေးစီးပွားရေးနယ်ပယ်တွင်ဝင်ဆက်အောင် လုပ်ကြသည်နိုင်ငံခြားမှနိုင်ငံရေးစီးပွားရေးအင်အားစုများနှင့်ဆက်သွယ်မှုရင်းနှီးမှုအထူးသဖြင့်ဂျပန်နိုင်ငံရေးလောကစီးပွားရေးလောကနှင့်ရင်းနှီးမှု ရှိလာအောင်လုပ်ကြသည် ယခုတလောမဲဆွယ်ပွဲများတွင်ဂျပန်ပြည်နိုင်ငံ၏စီးပွားရေးလောကမှအာဏာပိုင်များ၏စာနာမှုရရှိခြင်းကို၎င်းတို့၏အားသာချက်တစ်ရပ်ဖြစ် BEDC ဟောင်းများကဟောပြောစည်းရုံးနေကြသည်ကိုတွေ့ရသည်သို့သောစစ်အုပ်စုဟူ၍နိုင်ငံ၏စစ်မြေပြင်သို့ထွက်လာရာတွင်၎င်းတို့တွင်ရှိမွေးရပါယောဂါကိုမကူစားနိုင်ဘဲထွက်ခဲ့ခြင်းသာဖြစ်သည်ယင်းယောဂါမှချားမဟုတ်စစ်အုပ်စုတွင်၌စစ်အုပ်စုများထက်မှန်ကွဲနေခြင်းပင် BEDC ပေါ်ခဲ့ခြင်းသည်ပြင်ထိုစဉ်ကဆဲအုပ်စုတွင်း၌ဗိုလ်ချုပ်နေဝင်တူဦးသည်ပြည်တွင်းပြည်ပဝင်ဝင်များနှင့်ကြွယ်ဝနေခြင်းကိုမကျေနပ်သဖြင့်နောက်အုပ်စုတစ်ခုမှထိပ်ပိုင်းကစီစဉ်ခဲ့ခြင်းဖြစ်သည်ဟုဆိုရသည်ထို့ကြောင့် BEDC ကိုဦးနေဝင်ကအင်မတန်မျက်စိစပွမွေးစူးခဲ့သည်ဟုဆိုရှိသည်ထို့ကြောင့်1962ခုနှစ်အာနာသိမ့်ပြီးသည့်နောက်ဗိုလ်ချုပ်ကြီးနေဝင်ကနိုင်ငံတော်အာနာကိုလက်ဝကြီးအုပ်သိမ့်ပိုက်ပြီးအခြားနိုင်ငံရေးအင်အားစုများကို နှိတ်ကိုချင်းနဲ့တူစစ်တပ်တွင်း၌လည်းအခြားသောစိတ်အုပ်စုဝင်များကိုလည်းအပြက်နှိမ်နှင်းတော်သည်တကူထဲတွင် ခွေးချင်းသေးနှကောင်မအောင်ဟုမကြုံဝါယုံတမဲသာသို့တော်သူသည် ကျွန်တော်ကတော့ဒီကောင်လေးရဲ့ပါဇက်တဲ့အဟာတွေအကုန်ကော်ထုတ်ပြမှာပဲဟုခေါင်းဆောင်ချင်းဆွေးနွေးပွဲတစ်ခုတွင် ထုတ်ပြောခဲ့သည်သို့ဖြင့်ထက်တွင်ပြောခဲ့သော BEDC အင်းဝဘန်စသည့်လုပ်ငန်းအလုံးပြည်သူပိုင်စင်းတွင်ပါသွားတော်သည် နိုင်ငံရေးအကြောင်းရင်းဖြင့်ပေါ်ပေါက်ခဲ့သောအဆောက်အအုံများနိုင်ငံရေးအကြောင်းရင်းကြောင့်ပင်ပျောက်ပြက်သွားရခြင်းမှာတကားဘာကြောက်တီထောင်သည်။ငြိမ်ပြီးအစိုးရကထုတ်ဖော်ကြေညာသည် ဖြစ်စေမကြေညာသည်ဖြစ်စေဤအဖွဲ့အစည်းကိုတီထောင်လာခြင်းကြောင့်အောက်ပါကျိုးဆက်များဖြစ်ထွန်းလာပေလိမ့်မည်။သူတို့၏ညီမှန်းချက်ဟုလည်းဆိုနိုင်သည်။စီးပွားရေးတော်လိုင်းအကောင်စီနာမည်ပဲခံခံ မဆာလာနာမည်ပဲခံခံနောက်မှာတဆညသို့မဟုတ် အခြားနာမည်တစ်ခုပဲခံခံနိုင်ငံတော်အာဏာကိုစစ်တပ်ဖြင့်သိမ်းယူထားချိန်တွင်စစ်ဘျူရိုကရက်များ၏စီးပွားရေးအတွက်အစအစအရာရာအာမခံချက်ရှိနေသည်ပြည်တွင်းပြည်ပကြိုက်သလိုယဉ်ဒီမြုပ်နိုင်ကြသည်ကြိုက်ရာအရင်ရှင်ကြိုက်ရာနိုင်ငံနှင့်ဆက်သွယ်နိုင်သည်ဖုံးညင်သလောက်ဖုံးထုတ်ပြောခြင်းသလောက်ထုတ်ပြောနိုင်သည်စေတလုံးပိုင်နေကြသည်ထို့ပြင်နိုင်ငံရေးပင်စင်ဥပဒေဆိုသည်မျိုးအပါအဝင် သူတို့ထင်သလိုဥပဒေများထုတ်ပြန်ပြီးကြိုက်သလိုခံစားနိုင်ကြသေးသည်သို့သောအခုအယက်သားဆိုးရလက်သို့အာဏာလွှဲရမည်လို့လို့ဖြစ်လာသောအခါတွင်မူရခိုင်ခွင်ရေးမျိုးများအတွက်အာမခံချက်များနှဲလာနိုင်သည်ထို့ကြောင့်စစ်တပ်အဝန်ဝိုင်းတစ်ခုလုံးအတွက် စီးပွားရေးအရလဒါတစ်သောင်းနားနိုင်သောသစ်ပင်ကြီးတစ်ပင် ရှိဖို့လိုလာသည်အ ਨੇ ဆုံးခြေမမြဲတောင် လက်တော့မြဲစေရမည်ဤသို့သောဟာကွက်ကိုဖြည့်စည်းရန်မှာကိုယ့်လက်ထဲအာဏာရှိတုံး စီစဉ်ဖန်တီးရလျင် အလွယ်ဆုံးအကောင်းဆုံးမဟုတ်လားထို့ပြင်ဤဥပိုင်လီမိတက်ကိုလက်ညှိုးထိုးပြီးစစ်ဖို့များနေဖြင့်၎င်းတို့ဤမျိုးစုံဖြင့်ရရှိထားသောငွေမဲများကို တရားဝင်အောင်ပွဲထုတ်နိုင်ပေတော့မည် ယခင်လိုထီလက်မှတ်ဝယ်ရန်လိုချင်မှလိုတော့မည်ဖြစ်သည်နိုင်ငံရေးလူတိုင်းသိမြင်နေသည့်အချက်တစ်ချက်မှာယခုနောက်ပိုင်းသူတို့တက်တွင်းရှိပုံမများပြားသရက်များပြားလာသောမဆာလာ တာဆာညာနဲ့ငြိမ်ပိဆန့်ကျင်ရေးနိုင်ငံရေးနှိုးကြမှုကို ထိုင်းမိုင်းသွားစေရေးဆိုသောရည်ရွယ်ချက်ဖြစ်သည်။ထိုင်းဖိလစ်ပိုင်စသည့်နိုင်ငံများမှ စေအုပ်စုများလှုပ်လျက်ရှိသလိုအောက်ခြေကို စားကျွင်းစားကြံလေးများနဲ့ချွေးသိပ်ရန်စီစဉ်ခြင်းပင်။နောက်ပြီးမူလကကြေးစားဆန်ဆန်လစာဆိုသည့်အနောင်တဲတစ်ခုထဲနဲ့ဖွဲ့စည်းထားသည့်စစ်တပ်အားစီးလုံးစေရန်နောက်ထပ်တန်ရုံးစဉ်အနောင်တဲတစ်ခုထပ်ဖြည့်လိုက်ခြင်းဟုလည်းဆိုနိုင်သည်။ တပါးတွေတက်ထဲမှာပဲဆက်ရှိရှိတက်ပြင်မှာပဲရှိရှိအားလုံးတလေတဲစီတခီတဲသွားကြည့်ပဲထို့ကြောင့်စေဩစုထိတ်သီးပိုင်းဤတသွေးတသံတမိတ်ကိုနာခံရန်အမြဲအသင့်ရှိရေးဆိုသောစိတ်တက်လိုခံစား권ပြုပြီးရိုက်သွင်းပေးနေခြင်းလည်းဖြစ်သည်ထို့ပြင်ပြည်သူလူထု၏ဗတ်ပေါင်းစုံဆန့်ကျင်မှုမကျေနပ်မှုတွေပြင်းထန်တဲ့ပြင်းထန်လာပြီးစေဩစုအဖို့အထူးကျန်ဖြစ်တဲ့ဖြစ်လာခြင်းတွင် မိမိအင်အားကိုနှီးပြိုးစုံဖြင့်အားဖြည့်ပြီးသေပေါ်ညှိသည့်လောက်ရက်တစ်ခုလည်းဖြစ်သည်ဟုဆိုနိုင်သည် အရေးကြီးသည့်နောက်အကြောင်းတစ်ကြောင်းမှာနောက်မှာပေါ်ပေါက်လာနိုင်သည့်အယက်သားအစိုးရပေါ်တွင်စစ်အုပ်စုနှင့်စစ်တပ်ကဘတ်ဆုံ၌မာမာကြီးမိုးနေနိုင်အောင် ပြင်ဆင်နေသည့်အစီအစဉ်များထဲမှတစ်ခုဖြစ်သည်ဆိုသည့်အချက်ဖြစ်သည်နောက်အစိုးရဖို့စစ်အုပ်စုနှင့်စစ်ဘျူရိုကရေစီရန်ရဲမှစစ်ရေးအရထို့ကြောင့်နိုင်ငံရေးအရပါ မလွဲမချောင်သာ အတိမတ်ပြုရသောအင်အားတရက်သာမကတော့ဘဲစီးပွားရေးအရပါအတိမတ်ပြုနေရာပေးရသည့်အဖြစ်မျိုးစိုက်လာပေရောမည်။ဂရေတထောင်ဆိုသည်မှာနောင်ပွားများလာမှာကိုထဲ့မတွက်လျင်ပင်ဗမာပြည်ဤသာသာထိုးထိုးတွက်ထားသည့်အမျိုးသားထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုးနှီးပါမဟုတ်လား။လူမှုရေးအလွယ်ဆုံးပြောရရင်သူတို့အတိုင်းဝိုင်းတဲ့ကလူတွေသားသမီးတွေအတွက်ဝင်ငွေကောင်းအခွင့်အရေးကောင်းသော အလုပ်ကိုင်များ အာမခံချက်ရှိလာပါလိမ့်မည်။နိုင်ငံခြားထွက်ချင်းနိုင်ငံခြားငွေပိုင်ဆိုင်ခြင်းဤသည်တို့မှာဗမာပြည်အနေထားရတော့လက်ကြီးတစ်ပါးပါတကားစသည့်အခွင့်အရေးများလည်းရကြပေမည်။သင်္ဘောသားခင်မှစစ်တပ်ဥပိုင်လီမိတက်အမှုတန်းခင်သို့ပင်ရောက်လေအောင်မည်လားမသိ။နောက်ပြီးစစ်ဘျူရိုကရက်များသည်စစ်အစိုးရလက်ထက်မဟုတ်တော့မှစီးပွားရေးဘျူရိုကရက်ကြီးများဖြစ်နေလေစီးပွားရေးနယ်ပယ်တွင်ချဲလေတွင်ကျဲကြပါလေအောင်မည်။ချုပ်ရလျင် ဗမာပြည်ဤသမိုင်းတကွေအားဆေးဟုစုနေဖြင့်မချောင်သောဂွေကြိုးတစ်ခုဖြင့်အတိမတ်ပြုပြင်ဆင်ဆိုင်ပြင်းနေရလေပြီ။